မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့အော်တိုဘာလ16ရက်နေ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့စီးရီးစီးပွားရေးလူမွေးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုအောက်နော်တင်ပြပေးမှာဖြစ်ပါတယ်ပရမအောင်တင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့နေပြည်တော်မှာတနိုင်ငံလုံးအပြစ်ခတ်တိုက်ခိုက်မှု ရစေးသဘောတူစာချုပ် NCA 7နှစ်ပြည့်ခန္ဓာချင်းပါတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အော်တိုဘာလ15ရက်နေ့မှာတနိုင်ငံလုံးအပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တာ 10နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ NCA 10နှစ်ပြည့်ထိမ့်မှတ်ဖြင့်နေပြည်တော်က MICCI မြန်မာပြည်ပဆိုင်ရာကွန်မန်းရှင်ဘူဌာနတက်မှာဒီနေ့မနက်ပိုင်းကစလို့နှစ်ပတ်လည်ခန်းသားတွေချစ်ပနေကြောင်းသိရပါတယ်။ခန်းသားမှာယာယီတမရဗိုလ်ချုပ်မှုကြီးမဲအောင်နိုင်ကတက်ရောက်အမှာစကားပြောကြားပြီးဖိတ်ကြားထားတဲ့ဧည့်သည်တော်များပြည်တွင်းပြည်ပပညာရှင်များတိုင်းရင်းသားနဲ့နိုင်ငံအဖွဲ့အစည်းများနိုင်ငံရေးပါတီကောင်းဆောင်များအစိုးရဌာနဆိုင်ရာအသီးသီးကတာဝန်ရှိသူများ ပါဝင်သင့်ပါဝင်ထိုက်သူများအသိပညာရှင်တက်ပညာရှင်များမီဒီယာကိုယ်စားလှယ်တွေတက်ရောက်ကြတယ်လို့သိရပါတယ်။မလားတူအခမ်းအနားကိုမြန်မာနိုင်ငံအတွင်းတန်ယုံ20ကတန်အရာရှိ30ဦးနဲ့တန်မတ်ကြီး12ဦးတက်ရောက်ကြပါတယ်။အခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကိုတိုင်းသာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ABSD ရဲ့ CN နဲ့ KNU တို့တက်ရောက်တာမရှိပေမဲ့ကျန်တဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့တွေအကုန်တက်ရောက်တယ်လို့သိရပါတယ်။ NCA စနစ်ပြထိမှန်နှစ်ပတ်လည်အခမ်းအနားပြီးမှ ငြိမ်းချမ်းသောမြမအနာဂတ်တိစောက်ခြင်းကောင်းစဉ်နဲ့အလို့ယုံဆွေးနွေးပွဲကိုအော်တိုဝါလာ18ရက်နေ့တိပြည်တွင်းပြည်ပကဖိတ်ကြားထားသူတွေတက်ရောက်ကြသူတွေကဆွေးနွေးကြမယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မူရုံမြို့နယ်ကမာဝတ်မြို့ရှိစံတော်ချင်းစိတ်တမော့ဇေဒီတော်ဗုဒ္ဓပုစနီယပွဲတော်ကိုဖျားဖူးများပြားလာရောက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မူရုံမြို့နယ်ကမာဝတ်မြို့အရှိတောင်ပေါ်ရှိစံတော်ချင်းစိတ်တမော့ဇေဒီတော် ဗုဒ္ဓပူဇိနီယပွဲတော်သို့ဖျားဖူးများပြားလာရောက်ခဲ့ကြောင်းဒေသခံများ၏ပြပြကြံများရာသိရပါသည်။နှစ်စဉ်သတင်းကြွလာပြီးကျော်6ရက်မှ10ရက်ထိကျင်းပပြုလုပ်လေရှိတဲ့စံတော်ရှင်ကြိုက်တမော်ဇေဒီတော်ဗုဒ္ဓပူဇိနီယပွဲတော်အားယခုနှစ်အောက်တိုဘာလ12ရက်မှ14ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပါသည်။ပွဲတော်သို့ဖျားဖူးများစီကားသာလာရောက်ပူမြော်ကြကြောင်းသိရပါသည်။မွန်ပြည်နယ်တန်ဖြူစရဲမြို့နယ်တိုက်ခမင်းမျိုးရှိတိုက်ခမင်းရေလေဖျားဗုဒ္ဓပူဇိနီယပွဲတော်အားလည်းနှစ်စဉ်သတင်းကြွလာပြင်းနေမှာ တရင်ကျုပ်လာပြေကျော်9ရက်နေ့ထိကျင်းပလေးရှိပြီးထိုစိုက်ခမီရေးလေဖျားဗုဒ္ဓပုဇနိယပွဲတော်ပြီးပါကမြို့တော်မြို့နယ်ကမာဝတ်မြို့ရှိစံတော်ရှင်စိုက်တမောဇေဒီတော်ကြီးရဲ့ဗုဒ္ဓပုဇနိယပွဲတော်ကိုကျင်းပပြုလုပ်လေရှိကြောင်းသိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့တရင်တပုတ်ကတော့မြမသဘင်နေ့တတ်မှတ်နိုင်ရန်စီစဉ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြမသဘင်နေ့အမြန်ဆုံးတတ်မှတ်နိုင်ရန်အကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံသဘင်စီယုံဖို့ကထုတ်ပြန်ကြောင်းသိရပါတယ် ့မြမတပင်ဟာပြုခစ်ကလေးကအတီးမုတ်ကတွေနဲ့စတင်အခြေပြုခဲ့တာကိုအထောက်ထားတွေရှိခဲ့ပြီးနိုင်ငံရဲ့အမျက်တနိုးထိမ့်သိမ့်အပ်တဲ့မြို့သားရင်ကျင်းမှုအမှုပညာတရက်ဖြစ်တယ်လို့ဆိုပါတယ်အခုခါမှာမြမနိုင်ငံတပင်အစည်းအုံဘူကကမခတာပြုလုပ်ပြီးမြမတပင်နေ့တက်မှတ်နိုင်ဖို့ပကြခင်အမှုပညာနယ်ပယ်အသီးသီးသမိုင်းပညာရှင်သီးသီးအတက်ပညာရှင်သီးသီးကိုဖိတ်ခေါ်ကအလို့ယုံဆွေးနွေးပွဲတွေကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်မြမတပင်နေ့တက်မှတ်နိုင်ရင်းနဲ့ သက်ဆိုင်တဲ့အကြံဉာဏ်တွေသမိုင်းချက်လက်တွေနဲ့သတင်းချက်လက်တွေကိုမြန်မာနိုင်ငံသဘင်စီယုံဘူထံဆက်သွယ်ပြပူကြဖို့အတိပေးထုတ်ပြန်ထားကြောင်းလည်းသိရပါတယ်။ဆက်လက်ဖော်ပြပြီးလူတဲ့သတင်းတစ်ပုဒ်ကတော့စကိုင်းမြို့အင်ချမ်းမြေဈေးနှုန်းနှစ်နှစ်အတွင်းထပ်ဝက်နီးပါးကျဆင်းနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စကိုင်းမြို့ရဲ့အင်ချမ်းမြေဈေးကွက်ဟာ2023ခုနှစ်အကုန်ပိုင်းမှာစပြီးအဆက်မပြတ်ကျဆင်းနေရာ လက်ရှိမှာနှစ်နှစ်အတွင်းထပ်ဝံနီးပါးသည့်ဈေးနှုန်းများထိုးကျလျက်ရှိပါသည်။ဒေသခံအင်ချမ်းမြေကျိုးဆောင်များ၏အဆိုအရကျပ်သိန်း1000ကျော်တန်ဖိုးရှိသောပေ20ပေ60တိုက်ခံအင်ချမ်းမြေများဟာ ယခုခါကျပ်သိန်း900ဝန်းကျင်ဖြင့်သာအယောင်းဝယ်ဖြစ်နေကြောင်းသိရပါသည်။2021ခုနှစ်နောက်ပိုင်းဒေသတွင်းမတည်ငြိမ်မှုများခီးသွားလာမှုများရော့ကျလာခြင်းများအပြင်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်အဆောက်အုံများပျက်စီးကဈေးကွက်ကိုဆူဆူဝါးဝါထိခိုက်စေခဲ့တာကြောင့် ဝယ်လံများမှာမြို့ရင်းမှာစိတ်ချရတဲ့ရက်ကွက်များတွင်ပင်ဈေးအလွန်တင့်တယ်သောအခွင့်အရေးများဖြင့်ဝယ်ယူလို့ရရှိနိုင်တယ်ဆိုတာကိုသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးမှာနှစ်ရက်ဆက်တိုက်ငလင်လှုပ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းမှာအော်တိုဘားလ15ရက်နဲ့16ရက်မနေ့ကမနက်မှာငလင်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့မန္တလေးမြို့ကန်ဒီကပြောပါတယ်။မနက်ကောညကောလှုပ်တာ အခုပြန်ဆုံးရိန်နေရတယ်။အတန်ပြင်းအားလဲတော်တော်သိတာတယ်။ ိမ်ကိုကင်ပြီးဆွဲနှဲ့နေတယ်လို့ပဲလို့မြို့ကန်မြို့သမီးတူကပြောပါတယ်မနေ့ကငလင်မလုတ်ခင်ဆိုရှယ်မီဒီယာမှာငလင်ကြီးထပ်မံလှုပ်ခတ်နိုင်ကြောင်းသတင်းတွေပြန့်နှံ့ခဲ့တာကြောင့်ဒေသခံတွေကစိုးရိမ်ခဲ့ပြီးဒီငလင်သတိပေးချက်နဲ့ပတ်သက်ပြီးနောက်ငလင်ပညာရှင်တူကတော့လက်တလောငလင်ကြီးလှုပ်ခတ်ဖို့မရှိနိုင်သေးတာကြောင့်စိုးရိမ်မှုမလွန်ကဲချဖို့ကို ပြန်လည်သတိပေးထားတယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပြီးလို့တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာတလာအတွင်း ရင်တိုက်မှုကြောင့်၁၀ရောက်ထပ်မနေတေဆုံးပြီး၄၀ကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာပြီးခဲ့တဲ့တလအတွင်းရင်မတော်စားမှုကြောင့်လူ၁၀ရောက်ထပ်မနေတေဆုံးပြီးအယောက်၄၀ကျော်ထိခိုက်ဒဏ်ရာရတယ်လို့အမြန်လမ်းပေါ်မှာကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေတဲ့အဖွဲ့အစည်းကသိရပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာပြီးခဲ့တဲ့တလအတွင်းရင်မတော်စားမှုတွေဖြစ်ပွားခဲ့ပြီးအမျိုးသား9ရောက်အမျိုးသမီး၄ရောက်တေဆုံးခဲ့ပြီးအမျိုးသား29ရောက်အမျိုးသမီး73ရောက်ဟာစုစုပေါင်း အယောက်40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အမြန်လမ်းမကြီးမှာရင်းတွေဟာအရှိန်သတ်မှတ်ချက်အရကိုပန်အင်စီကားလေးတွေဖြစ်ပါကတနာ yı ကီလိုမီတာတရာအတွင်းမှာမောင်းနေရမှာဖြစ်ပြီးဟီးသက်တင် expect တွေဖြစ်ပါကတနာ yı 60ကီလိုမီတာအတွင်းမောင်းနေပုံနဲ့လုပ်ငန်းသုံး light truck high jet ကုန်တင်ရင်အစတဲ့ရင်းတွေကတော့တနာ yı ကိုကီလိုမီတာ60အတွင်းပဲမောင်းနေကြဖို့သက်ဆိုင်ရာကသတ်မှတ်ထားတယ်လို့သိရပါတယ်။အမြန်လမ်းမှာအရှိန်သတ်မှတ်ချက်တွေကိုကျွမ်းကျင်ပညာရှင်တွေကတွက်ချက်ပြီး ညွှန်ကြားသတ်မှတ်ပေးထားခြင်းဖြစ်တာကြောင့်လိုင်းနာလှုပ်ဆောင်ပါကအနေရကင်းမှာဖြစ်သလိုအသက်ကယ်နိုင်ဖို့နဲ့ထိခိုက်ဒဏ်ရာမှုလည်းနေပါစီမှာဖြစ်တဲ့အတွက်ရင်မောင်းနေစဉ်မှာကပတ်ပထားကြဖို့ကိုသက်ဆိုင်ရာဖွဲ့စည်းတွေကလည်းတိုက်တွန်းထားတယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမှာပြီးခဲ့တဲ့6လအတွင်းရင်းတိုင်းမှုပေါင်း94မှုဖြစ်ပွားခဲ့ပြီးသေဆုံးသူ28ယောက်နဲ့ဒဏ်ရာသူ219ယောက်တိရှိခဲ့တယ်လို့သက်ဆိုင်ရာစီးရင်နေရသိရပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမှာကြီးပေါ်မှာပြီးခဲ့တဲ့ 2023ခုနှစ်တွင်မှရင်မတော်ဆမှုပေါင်း163ကြိမ်ဖြစ်ပွားခဲ့ပြီးသေဆုံးသူ86ယောက်နဲ့ထိခိုက်ဒဏ်ရာရသူ326ယောက်တိရှိခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းကတော့မြန်မာသင်းဟာမကာအိုကို8939ဖြင့်အနိုင်ရပြီးအုပ်စုကိုဥဆောင်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ AFC U70 မြို့သမီးအာရှပလာခြေစစ်ပွဲမှာမြန်မာသင်းကမကာအိုကို ၃ညကိုဖြင့်အနိုင်ရပြီးရလက်တွေကောင်းနေတယ်လို့သိရပါတယ်ချစ်စစ်ပွဲတွေကိုတာဂျစ်ကစ္စတန်ဆော်ရီအာရေဗျမြန်မာဗီယက်နမ်စင်ကာပူထိုင်းကာဂျစ်စတန်ဂျော်ဒန်နိုင်ငံတို့ကအင်ရှင်ဖြင့်လက်ခံကျင်းပနေတာဖြစ်ပါတယ်မြန်မာတင်းအားပထမဆုံးပွဲစဉ်မှာ မကာအူကို8-0ဖြင့်အနိုင်ရရှိထားပါတယ်အင်ဒိုနီးရှားတင်းအားလည်းမကာအူအတင်းကို2-3ညဖြင့်အနိုင်ရရှိထားပြီးဂိုးရမြန်မာကအသာနေပါတယ်မြန်မာတင်းရဲ့အုပ်စုထိပ်ဆုံးနေရာအတွက်နောက်ဆုံးပွဲစဉ်ဖြစ် အော်တိုဘာလ18ရက်နေ့တောက်ကြနေမှာအင်ဒိုနီးရှားအသင်းနဲ့ရန်ကုန်မြို့သူဝနာကွင်းမှာရှင်ပြိုင်ကစားမှာဖြစ်ပြီးအဲ့ဒီနိုင်ပွဲမှာအနိုင်ရခင် နောက်တဆင့်ကိုတက်ရောက်ခွင့်ရရှိမှာလေးဖြစ်ပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့ထူးခြားတဲ့စီရေးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုအောက်နှုတ်ပြပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမှရှင်လန်းကြပါစေခင်ဗျာ။